ားလုံးပဲမင်္ဂလာပါရှင်။အဲကျမကိုစင်တုံးမနှွယ်ရဲ့အကြောင်းပြောပြပေးပါ။ကျမရေးတော့ဘလို့အထောက်အကူပြုလဲဆိုတာလည်းပြောပြပေးပါဆိုပြီးတော့မိထားတဲ့လူတွေရှိတဲ့အတွက်ကြောင့်မလို့ဒီနေ့မှစင်တုံးမနှွယ်ရဲ့ကောင်းကျိုးရဲ့စင်နှုံးမနှွယ်ဘယ်လိုမျိုးစားသုံးရမလဲဆိုတာကိုပြပြချင်ပါတယ်စင်နှုံးမနှွယ်ဆိုတာကတော့နှွယ်ပင်တစ်မျိုးပါအရွက်ကတော့ကွန်းရွက်နဲ့ခက်ဆင်ဆင်တူပြီးတော့ကွန်းရွက်ထက်မာတယ်အယိုးတံမှာစုလေးပြီးပါပြီးတော့အယိုးတံကိုတော့စေဝါအဖြစ်ကျမတို့အသုံးပြုကြပါတယ် ီစင်နှုံးမနွယ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်အသက်ကြီးရင်စင်စည်းပါဆိုတဲ့စကားပုံတော်မှရှိပါတယ်အတိတ်ပေကတော့အသက်ကြီးလာရင်စင်နှုံးမနွယ်သုံးဆောင်ပြီးတာကကျန်းမာစေနိုင်တယ်ဆိုပြီးတော့ပြောခြင်းပဲဖြစ်ပါတယ်အခုကတော့ဒီစင်နှုံးမနွယ်မှာဘာတွေပါလဲဆိုတာပြောပြပါမယ်စင်နှုံးမနွယ်ရဲ့ပင်စီကိုရောအရွက်ကိုရောစီဝါဖော်ဆက်လို့ အသုံးပြုလို့ရပါတယ်။အာဟာရအတတ်တွေအများကြီးပါဝင်တယ်။နောက်တခြားအချို့ပြုတဲ့ drop down တွေလည်းပါဝင်ပါတယ်။စင်နှုံးမနွယ်ကိုအမုံကျိတ်ပြီးတော့စားကြသလိုမျိုးပင်စည်ကိုထုပြီးတော့ရင်နွေးစိမ်တောက်တာ၊ပြားရည်နဲ့စိမ်ပြီးတော့စားတာမျိုးတွေရှိရယ်။အရွက်နဲ့ရိုးတန်ကိုကျိတ်ထားတဲ့အနစ်ကိုအရေပြားပေါ်မှာဓာတ်ရိုက်အသုံးပြုတာမျိုးလည်းရှိပါတယ်။စင်နှုံးမနွယ်ကကျန်းမာသေးစေသလားဆိုတာကိုတော့အအချို့ကျေးဇူးလေးတွေနဲ့ပြောပြမယ်ပေါ့နော်။သွေးရင်းတခြားလက်ကိုထိန်းကြည့်ပေးပါတယ်။ င်နှုံးမနွယ်ရသွေးရင်းသကြားဓာတ်ကိုထိန်းညှိပေးပြီးတော့အင်ဆူလင်ထွက်ရှိမှုကိုတိုးစေပါတယ်။စီးကျိုရှိတဲ့သူတွေမှာလည်းစီးကျိုကြောင့်ခံစားရနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေမဖြစ်စေဖို့အတွက်ကူညီပေးပါတယ်။နောက်ကိုခံအားကိုတက်စီရပေါ့နော်။စင်နှုံးမနွယ်မှာဓာတ်တိုးဆန့်ကျင်ပစ္စည်းကျွေးဝါးစာပါဝင်တဲ့အတွက်ကြောင့်မလို့ကိုရင်းရအစိမ့်တောက်တီးကိုဖယ်ရှားပေးပြီးတော့ကိုခံအားကိုတက်စီဖို့အထောက်ကူပေးပါတယ်။အသေးချမ်းပါစီတလူမျိုးနှလုံးရောဂါနဲ့စီလန်းချောင်းပိုးဝင်တာတွေကိုလည်းတက်တာစီပါတယ်။ အစာကိုလည်းကြည်စီပါတယ်အစာကြည်ချက်မှုအကောင်းပြီးတော့အစာမကြည်တာဝမ်းပြတ်တာလေထိုးလေအောင်ဖြစ်တာအစာအိမ်အချင်းပေါက်တာအော့အန်တာမျိုးမဖြစ်စေဖို့ကာကွယ်ပေးတယ်စိတ်ဖိစီးမှုကိုလည်းပြေရော့စေနိုင်သရှိပါတယ်စင်နှုံးမွနွေကစိတ်ဖိစီးမှုပြေရော့စေပြီးတော့စိတ်ကိုတည်ငြိမ်စေတယ်မှတ်ဉာဏ်ကိုကောင်းစေပြီးတော့အစွမ်းရည်ကိုတူတက်စေပါတယ်နောက်အစ်စ်ရောင်နာကိုလည်းတတ်တာစေပါတယ်အယောင်ကျစေနိုင်တဲ့အာနိသင်ရှိတဲ့အတွက်ကြောင့်မလို့အစ်စ်ရောင်နာခေါရောဂါရှိတဲ့သူတွေအနေနဲ့အစ်စ်တင်တာချင်းကြိုက်ခဲတာတတ်တာဖို့အတွက်ဆိုရင်စင်နှုံးမွနွေကိုစားပေးလို့ရပါတယ် ါတယ်။အမြင်အာယုံကိုလည်းကျန်းမာစေပါတယ်။အဲအမြင်အာယုံ မျက်စိအာယုံကိုကျန်းမာစေပြီးတော့စင်နှုံးမနွယ်ကိုစားပြီးမယ်ဆိုရင်အဲအရွက်ကိုရင်နှွေးဖြောပြီးတော့မျက်လုံးပေါ်မှာကပ်ပေးလို့လည်းရတယ်။ဒါမှမဟုတ်စားပြီးလို့လည်းရတယ်။ဒါဆိုရင်အမြင်အာယုံကျန်းမာစေပါတယ်။နောက်အသက်ရှူလမ်းကြောင်းကိုကျန်းမာစေပါတယ်။လေပြုံရောင်နာတွေကိုတတ်တာစီနိုင်တယ်လို့ပန်းနာရင်ချက်တတ်တာစီတယ်။အသက်ရှူလမ်းကြောင်းတစ်လျှောက်ရောင်ရမ်းမှုတွေကိုတတ်တာစီပါတယ်။ နောက်အသားအရည်ကိုလည်းလှစေရပါတော့။ဓာတ်တုံးဆန့်ကျင်ပစ္စည်းတွေပါဝင်တဲ့အတွက်ကြောင့်မို့လို့စင်နှုံးမနွေအသားအရည်ကိုလှပစီပြီးတော့အရွယ်တင်မှုပြုစီရတယ်။သွေးစီဆင်းမှုအားကိုကောင်းစေပြီးတော့ကြည်လင်ဆိုပြီးရဲ့အသားအရည်ကိုပိုင်ဆိုင်နိုင်စေရတယ်။အဲစင်နိုမွန်နဲ့မှာလည်းဗီရွတ်ဆူကျူးလေးရောရှိရဲ့ဒါပေမဲ့ကြီးကြီးမားမားတော့မရှိဘူးစီးချိုရှိတဲ့သူတွေအနေနဲ့စီးချိုဈေးနဲ့အတူတွဲတောက်တာမျိုးမလုပ်ရင်ရပါတယ်အဲကိုကစီးချိုရှိရဲ့ဆိုရင်စီးချိုဈေးတွေတောက်နေရဲ့ဆိုရင်တော့အစာနဲ့ ချားပြီးတော့တောက်တာမျိုးပဲလုပ်တင်တယ်။သွေးရင်းစကြားတဲ့အလွန်ကျွန်းကြဆင်းသွားနိုင်တဲ့အတွက်ကြောင့်မှ။နောက်ကုခန်အားကိုလှုပ်ဆော်ပြီးတာကြောင့်မလို့အဲတခါတလေကြားလို့ရှိရင်အဆင်မပြေဖြစ်တာတွေရှိတတ်တယ်ပေါ့နော်။ယောဂအခန်းရှိရသူတွေစေးတောက်နေရသူတွေရှိရင်ဆရာဝန်နဲ့အရင်တိုင်ပင်ပြီးတောက်ရမလားမေးတင်ပါတယ်။တာမန်လူတွေအနေနဲ့ကတော့အလွန်ကျွန်းမှီဝဲတာလောက်ပဲရှောင်မှုလို့လေ။ပုံမှန်တောက်စားပြီးလို့ရတယ်။ တတိထားတဲ့အချက်ကတော့စစ်လုံးမနယ်ဟာကျမ်းမာရေးအတွက်ကောင်းနေဆိုပေမဲ့သူ့ရဲ့အာနိသင်ဘေးရွှေစုကြူတွေနဲ့ပတ်သက်ပြီးတော့ကိုကတတိထားတဲ့ပါတယ်ကိုတောက်နေကြဆေးတွေတောက်လက်ဆာဆေးတွေယောဂအခန်းကြီးနဲ့လည်းဓာတ်ပြုနိုင်တဲ့အတွက်ကြောင့်မလို့တိတိကျကျလေးအဲစားသုံးပေးဖို့လိုတယ်။တာမန်လူတွေဆိုလို့ရှိရင်တော့တစ်ခါတလေစားပေးရဆိုလို့ရှိရင်ကျန်းမာရေးအတွက်အကျိုးကျေးဇူးများစီပါပဲဖြစ်ပါတယ်။